မနက်ဖြန်မြတ်သူပေါ့နော်အာသနီကုန်းမှာရှိဖို့များပါတယ်မြတ်သူပေါ့နော်အာပြီးခဲ့နှစ်ကလိုပဲပေါ့နော်ကိုတက်နိုင်တဲ့အချိန်လေးနဲ့ကိုတက်နိုင်တဲ့လူမျိုးလေးပေါ့နော်အာဥမာပြူစုတာပဲဖြစ်ဖြစ်လူရှင်းပေးတာပဲဖြစ်ဖြစ်ပေါ့နော်မြတ်သူသွားလို့ဖို့စီစဉ်ရှိပါတယ်ရှင်အာအဲ့ဒါတော့ဖြစ်ဖို့များပါတယ်ရှိတယ်ဆိုတော့မြတ်သူတို့မြတ်သူဆိုအလုပ်ပေါ့နော်မနက်ဖြန်မြတ်သူဂိုက်သွားမှာဒါပေမဲ့ဂိုက်ကိုခွင်တောင်းပြီးတော့တရမသွားပဲနဲ့မြတ်သူဒီမှာပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါ့နော်ကိုရဲ့ခွန်အားလေးနဲ့အကူကူညီခြင်းလို့ပါရှင်ဆိုပြီးခဲ့နှစ်ကလည်းကူညီပါတယ်ဆိုတော့မြတ်သူအာပေါ့နော်ဒီတကယ်ကိုပဲတကယ် ုင်ငံရဲ့အထင်ကရကောင်းဆောင်ကြီးတွေပေါ့နော်သူတို့သူတို့လာပြီးတော့ဥညွန်ကြတယ်လာပြီးတော့ကရော့ပြုကြတယ်လူငယ်တွေအများကြီးပါဆိုတော့ခါကြတော့အော်အရန်ကိုပေါ့နော်ဟိုပြောရအောင် အာဘောနော်ဒါကိုယ်လည်းမမိလိုက်ပါဘူးဒါပေမဲ့အစိတ်မကောင်းဖြစ်တဲ့ဒါပေမဲ့အဲ့ဟာခရီးရင်းနှီးမှာအကုန်လုံးကတလေးစားနဲ့ပေါ့နော်အကုန်လုံးကအာစီကန်ရှင်ညလာရောက်ပြီးတော့ပေါ့နော်အူညွန်ကြရဲလာပြီးတော့ပေါ့နော်ကာရော့ပြူကြအတွက်အရန်ကိုအဝမ်းလဲဝမ်းတာဝမ်းလဲဝမ်းနေပါရှင်ဟုတ်ကဲ့ရှင်ဒီလိုမျိုးကာရော့ပြူနေလို့ဒီနေမရဘူးပေါ့ဒီကိုယ့်ရဲ့အတိုင်းမြို့သူတို့ရဲ့နိုင်ငံကဖွံ့ဖြိုးဖို့အတွက်ပေါ့နော်အစအစအရရဖွံ့ဖြိုးဖို့အတွက် အာစူးစမ်းနေတဲ့အချိန်မှာအမျိုးသူတွေအားလုံးပေါ့ကိုယ့်ရဲ့ပေါ့နော်ဟိုအတားစိတ်လေးတွေလျှော့ပြီးတော့ပေါ့နော်အများကိုဟိုအများကြီးမဟုတ်ပါဘူးကိုယ့်ရဲ့အတားစိတ်လေးတွေနည်းနည်းလေးလျှော့ပြီးတော့တစ်ဖက်သားကိုစဉ်းစားချင်းချင်းပြီးတော့စဉ်းစားပြီးတော့ပေါ့နော်ကိုချင်းစာတရားလေးနည်းနည်းလေးထည့်လိုက်မယ်ဆိုရင်အမျိုးသူတို့ထပ်ပြီးတော့ရှေ့ကိုပို့ရမလို့ထင်နေရှင်။ဘာလို့အမျိုးသူတို့ကအခုကလေလူတွေကမွန်းကျက်ပိတ်လောင်ပြီးတော့ငါဆိုတဲ့ဟာတွေအများများတယ် ငါငါအတွက်ငါရဖို့ငါတာဖို့ဆိုတဲ့ဟာတွေအများကြီးပေါ့နော်အဲ့ဟာလေးတွေကိုအနှဲငယ်လေးလျှော်လိုက်ပြီးတော့တစ်ဖက်သားကိုတွေးပေးလိုက်မယ်ဆိုရင်မြတ်သူတို့ပေါ့နော်အခုအခုကြုံတွေ့နေတဲ့အခက်ခဲတွေကြုံတွေ့နေတဲ့အကြက်တဲတွေအားလုံးကအနှဲငယ်ပြေလျော့သွားမယ်မြတ်သူပူခံစားရရရှင်မြတ်သူဆယ်တော်ဘာကိုကိုယ့်ကိုခံစားပြီးပြောတာပါအမှားပိုင်းမြတ်သူတောင်းပန်ပါတယ်ဟာ